ယူဘလီဘလူးပွဲမှာ All English Final အဖြစ် United Spa အသင်းတို့ထိတဲ့တွေ့လာဖို့ရှိနေ။ Mayonnaise အသင်းရဲ့ Spa အသင်းတို့ဟာယမနီတို့ကယူဘလီ Semi Final ပရမတ်တော့ပွဲစဉ်မှာပြိုင်ပွဲကိုအသီးသီးဂိုးပြန်နိုင်ရရှိပြီးတဲ့နောက်ဘလူးပွဲမှာထိတဲ့တွေ့ဆုံလာဖို့ရှိနေပြီလည်းဖြစ်ပါလိမ့်။ယမနီကအချင်းပြိုင်စားသွားတဲ့ပွဲစဉ်မှာ United အသင်းကအင်ရှင်ဖြစ်ကျင်းပါခွင့်ရရှိထားတဲ့ Bilbao ကိုအဝေးကွင်းမှာပဲ3ဂိုးဂိုးမရှိတဲ့အနိုင်ရရှိကြတာဖြစ်ပြီး Sporting ကလည်း Bodo Glimt ကို London မှာပဲ3ဂိုးတကူနဲ့အနိုင်ရရှိကြတာလည်းဖြစ်ပါလိမ့် OBD ရဲ့စူပါကွန်ပျူတာကတော့ United ဟာဘလူးဘဲကိုတက်ရောက်နိုင်ဖို့အတွက်69ရာခိုင်နှုန်းအထိရှိနေပြီလို့ကမန်ထားပြီး Sporting ကိုဘလူးဘဲကိုတက်ရောက်နိုင်ဖို့63ရာခိုင်နှုန်းရှိတယ်လို့ဆိုထားတာလည်းဖြစ်ပါလိမ့်ဒါပြင် United အသင်းနဲ့ Spurs အသင်းတို့ဟာဘလူးဘဲမှာတွေ့နိုင်ရှိအားဖြင့်88ရာခိုင်နှုန်းရှိနေတယ်လို့ဆိုထားတာလည်းဖြစ်ပါလိမ့်။ဒါကြောင့် Yuvali ဘလူးဘဲမှာ All English Final အဖြစ်6ကြိမ်မြောက်တွေ့ဆုံလာဖို့ရှိနေပြီလည်းဖြစ်ပါလိမ့်။ဒါပြင် Premier League 6သင်းတို့ဟာလာမယ့်ရာသီ Champions League ဝင်ခွင့်ရရှိလာဖို့လည်းရှိနေပြီလည်းဖြစ်ပါလိမ့်။ ပထမ၅သင်းချမ်ပလီဝင်ခွင့်နေရာရရှိထားတဲ့ပရီးမီးယားလိဂ်ကအခုမိုင်ယူနိုက်တက်အသင်းနဲ့စပါအသင်းတို့ကြောင်းချမ်ပလီဝင်ခွင့်6နေရာအထိရရှိလာတော့မှာလည်းဖြစ်ပါလိမ့်။ဟိုးဆော်ဝဲနုံက OPDA က All English Final ဖြစ်ဖို့အတွက်စနစ်ရန်ကုန်မှာရှိတယ်လို့ခန့်မှန်းပြောဆိုခဲ့တာလည်းဖြစ်ပါလိမ့်။ဒါမှလည်းယူနိုက်တက်အသင်းကလာလိဂ်မှာပေးစရာအဆင့်လေးနေရာမှာရပ်တည်နေတဲ့ဖီဘာကိုအဝေးခွင့်မှာ၃ဂိုးမရှိတဲ့အနားရရှိခဲ့တာလည်းဖြစ်ပါလိမ့်။ ရရတဲ့ဒုတိယကြော့အင်ကွေးမှာဇာမဖြစ်လို့နောက်ဆင့်တက်ဖို့အတွက်တေချာသလောက်ရှိတဲ့အနေအထားကိုရောက်ရှိလာခဲ့တာလည်းပဲဖြစ်ပါလိမ့်။ Smalling ကတော့ဘော်ဒိုကလင်းကို၃ဂိုးတကိုးနဲ့အနိုင်ရရှိခဲ့လို့တိတ်တော့မသေးကြဘူးလို့ပြောရမယ်ဆိုရင်လည်းပြောလို့ရပါလိမ့်။တပတ်မှလည်း Norway ကလက်က2022-2023ရာသီနောက်ပိုင်းမှာ Yuvali အင်ကွေးနိုင်ပွဲဟာ80ရာနှုန်းအထိရရှိထားတဲ့အသင်းလည်းပဲဖြစ်ပါလိမ့်။ဆိုတော့ Yuvali Champion ဟာလေးမှာဘလို့ပဲရက်တီရက်တီလာမယ့်ရာသီ Champion League ဝင်ကွင်းတနေရာကတော့ရရှိမှာတော့အသေးကြပါပဲ။ တကယ်လို့ယူလာတဲ့စပါဘောလူပဲသာဖြစ်လာမယ်ဆိုတော့ပရီးမီးယားလိမှာဂျမနီဝင်ခွင့်တနေရာကတော့တေရောက်ပေါက်ထပ်မံရရှိလာမှလည်းပဲဖြစ်ပါလိမ့်။လက်ရှိပရီးမီးယားလိမှာပေးစရာမှာယူလာတဲ့အသင်းကအဆင့်14စပါအသင်းကအဆင့်16နေရာမှာအသီးသီးရပ်တည်နေကြတာဖြစ်ပါလိမ့်။ဒီနေ့သင်းဆုံးဟာယူပါလိချန်ပီယံမဖြစ်ဘူးဆိုရင်တော့လာမယ့်ရာသီဥရောပပြိုင်ပွဲဝင်ခွင့်ရရှိလာမှတော့မဟုတ်ပါဘူး။ဒီနေ့တဲ့လေအနေထားရပရီးမီးယားလိမှာပေးစရာအဆင့်ထိပ်ဆုံး၅သိန်းရဲ့ချန်ပီယံလိဂ်ဝင်ခွင့်ကိုထိခိုက်လာမှာတော့မဟုတ်ပါဘူး။ စရုံဥရောပပြိုင်ပွဲ3ရက်စရုံကို အင်္ဂလိပ်တွေတည်ဆိုးလာတော့မလားဘယ်နိုင်ငံမှဥရောပပြိုင်ပွဲ3ရက်ဂျမလီယူဘာလီယူဘာကွန်ဖရင့်လီကိုတရားစီထဲမှာပဲထမ်းမရန်မဖြစ်ဘူးသေးပါဘူးဒါမဲ့ဒီရာသီမှာတော့အင်္ဂလိပ်ကလပ်တွေဟာဥရောပပြိုင်ပွဲ3ရက်စရုံမှာထမ်းမရန်ဖြစ်နိုင်တဲ့အခွင့်အရေးတွေပိုင်ဆိုင်ထားတာလည်းပဲဖြစ်ပါလိမ့်တပတ်ကဆယ်တင်းကဂျမနီကအမရိတ်မှာဂျမနီဆီမီဖိုင်နယ်ပထမအချက်မှာ PSG အသင်းကိုတကောကိုမရှိနဲ့ရှုံးနိမ့်ထားတော့ ဘောလုံးပွဲကိုတယောက်နိုင်ရှီအားစနစ်ရာနှုန်းနဲ့သာပိုင်ဆိုင်ထားတာလည်းပဲဖြစ်ပါလိမ့်။ဒါပေမဲ့လည်းကိုရလဲအနေထားရဆိုလို့ရှိရင်တော့အာဆနယ်အသင်းအတွက်မျှော်လင့်ချက်တစ်စီတစ်ပိုင်းရှိနေသေးတယ်လို့ဆိုရမှာလည်းပဲဖြစ်ပါလိမ့်။လူဆုံတက်ဆုံနဲ့နေပြောပြောင်းလဲနဲ့တေချာပေါ့ဆရာထက်တန်စွာလာခဲ့မယ်ဆိုရင်တော့အာဆနယ်အသင်းကလည်းတက်နိုင်ရှိရှိနေသေးတာလည်းပဲဖြစ်ပါလိမ့်။ယူဘာကွန်ဖရင့်လီမှာလည်းချဲစီအသင်းဟာယူအာရန်ကိုဆင်မီဖိုင်နယ်ပထမကြော့မှာလေးကိုဘိုးပြနိုင်အောင်ရှိထားတာကြောင့်ဘောလုံးဘက်ကိုတက်ရောက်နိုင်ဖို့ကတေရာတော့ရှိထားပြီလည်းပဲဖြစ်ပါလိမ့် ပထမဆုံး All English Final အဖြစ်ပထမဆုံးတွေ့ခဲ့တာကတော့1981 1982 UFA Flower ဘောလူပွဲမှာဖြစ်ပြီး Spurs နဲ့ Wolves ဆုံးတွေ့ခဲ့တာလည်းပဲဖြစ်ပါလိမ့်။အဲဒီတုန်းကဘောလူပွဲဟာနှစ်ကြော့ကစားခဲ့ရပါလိမ့်။ Spurs ကပထမကြော့မှာနှစ်ဂိုးတကိုးနဲ့အနိုင်ရရှိခဲ့ပြီးဒုတိယကြော့မှာ တကိုးတကိုးတည်ကြပြီးချန်ပီယံဖြစ်ခဲ့တာလည်းပဲဖြစ်ပါလိမ့်။နောက်ထပ် All English Final ကတော့36နှစ်အကြာမှာထပ်ပြီးဖြစ်လာပါလိမ့်။ 2008ချန်ပီယံလိဘောလုံးပွဲမှာမိုင်းရက်တဲ့အသင်းနဲ့ချယ်ဆီအသင်းတို့ထဲတဲ့တွေ့ဆုံခဲ့ကြတာဖြစ်ပြီး UEFA ကပင်နတီအဆုံးဖြတ်နဲ့အနာရရှိကြတာလည်းပဲဖြစ်ပါလိမ့်။2018ဆောင်း19ရာသီမှာတော့ All English Final နှစ်ပွဲဖြစ်လာပါလိမ့်။မတ်ထွေးမျိုးရဲ့ချန်ပီယံလိဘောလုံးပွဲမှာလဘောသင်းကစပါသင်းကို2-0ကိုမရှိတဲ့အနိုင်ရရှိခဲ့ပြီးမာဂိုယူပါလိဘောလုံးပွဲမှာချယ်ဆီအသင်းကအာဆနယ်အသင်းကို4-0နဲ့အနိုင်ရရှိခဲ့တာလည်းပဲဖြစ်ပါလိမ့် နောက်နှစ်နေ့အကြာချမ်းမလီဘိုလူပွဲမှာချဲစီအသင်းနဲ့မန်စီးတီးအသင်းထိတဲ့တွဲဆုံခဲ့ကြပြီးပေါ်တိုမှာကန်ဗက်ဆက်တလုံးပြီးတော့အနိုင်ကိုနဲ့ချဲစီအသင်းတို့အနိုင်ရပိုးဆွဲခဲ့တာလည်းပဲဖြစ်ပါလိမ့်။ယူဘောကွန်ဖရင့်လီဂ်စီမီဖိုင်နယ်မှာမှကြော့မှာရီယယ်ဘတ်တီးအသင်းအတွက်အနိုင်ကိုသွင်းယူလာတဲ့အန်တိုနီ။ယူဘောတဲ့အသင်းကနေလာရောက်ဇာနေတဲ့တောင်မန်ဇာမအန်တိုနီတရယူဘောကွန်ဖရင့်လီဂ်စီမီဖိုင်နယ်မှာမှကြော့မှာဗီယိုယရီနာအသင်းကိုနှုတ်ကိုယ်ကိုနဲ့အနိုင်ရရှိအောင်လှပတဲ့ဘောလီကန်ချက်နဲ့အနိုင်ကိုသွင်းယူပေးနိုင်ခဲ့ပါလိမ့်။ ရီယယ်ဘရီယောင်ပွဲအစား6မိနစ်မှာပဲဇူလီယက်ဂိုးနဲ့ပွဲကိုဥဆောင်နိုင်ခဲ့ပြီးဒုတိယပိုင်း64မိနစ်မှာအန်တိုနီကအေရီယာတွင်းကဘောလီကန်ချက်နဲ့ယူလာတဲ့ဇာဘဟောင်းဒီဂီယာကိုကျော်ဖြတ်ဂိုးသွင်းယူနိုင်ခဲ့တာလည်းပဲဖြစ်ပါလိမ့်။အန်တိုနီယာဒီဘက်မှာအနိုင်ကိုသွင်းယူနိုင်ခဲ့ပြီးတဲ့နောက်ဇန်နဝါရီမှာရီယယ်ဘရီအသင်းကိုငှားနဲ့ပြောင်းရွှေ့လာပြီးတဲ့အချိန်မှာ6ဂိုးသွင်းပြီး၄ချိန်ဖန်နေမှုပြုလုပ်ပေးထားနိုင်ခဲ့ပြီလည်းပဲဖြစ်ပါလိမ့်။ ဖေယောယနေ့နောက်အတွက်ဒုတိယကြော့အင်ကွင်းမှာမျောလင်းချက်ရှိလာစေမဲ့ခြေပါကိုတော့အသိကောင်းဆောင်လူကရေနီယာရီက82မိနစ်မှာတွင်းယူပေးကြတာလည်းပဲဖြစ်ပါတယ်ရီယယ်ဘတ်ဒီဖီယိုရင်းနောက်ပဲစင်မာနိုင်ရတဲ့အသင်းကမေလ28နေ့ဘောလူပွဲမှာဂျဲဇီအသင်းရဲ့အရင်ဆန်ရဖို့ရှိနေပြီလည်းပဲဖြစ်ပါလိမ့်ဂျဲဇီအသင်းကတော့ဆီမီဖိုင်နယ်ပရမောက်ကျော့မှာဘောလူပွဲကိုတက်ရောက်နိုင်ဖို့အတွက်တေချာသလောက်ရှိနေပြီလည်းပဲဖြစ်ပါလိမ့်နိုင်စင်အခြေအရာတွေအားလုံးကိုရောင်းချလာတော့မယ့်ရော့ဒက်ဘူးထွဲပိုင်ရှင်စာဂျင်ရက်ကလစ် ။စာကျင်ဝင်းကလေးအပြင်းနဲ့ကလက် nice ကိုရောင်းထလာတော့မှဖြစ်ပြီး sorry မှယင်းနေမြုံနဲ့သူတွေကန့်လန့်လာဖို့ရှိနေကြောင်းသိရှိရပါသည်။စာကျင်ဝင်းကလေးပိုင်းနဲ့ INUS R 2019ခုနှစ်တုန်းက nice ကိုပေါင်89သန်းနဲ့ဝယ်ယူခဲ့တာလည်းပဲဖြစ်ပါသည်။သူတို့က United ရဲ့ share 29.9ရာခိုင်နှုန်းကျော်ကိုယူပြီးနောက်တစ်ခါအကြာမှာတော့ nice ကိုပြန်လည်ရောင်းချလာတော့မှလည်းပဲဖြစ်ပါသည်။ပြင်းထန်တဲ့စာရေးဖော်ပြအကျေရစာကျင်ဝက်ကလေးဟာလေဝန်ကလပ်ကိုဝယ်ယူရေးကလပ်မှုတွေကိုလက်ခံစဉ်းစားဖို့အသင့်ရှိနေကြောင်းဖော်ပြသွားတာလည်းပဲဖြစ်ပါလိမ့် နိုင်ဂျီးယားလည်းလင်ကူးဝဲမှာချန်ပီယံလိဝင်ခွင့်နဲ့အသုံးမဲ့အကွာမှာရည်ရည်နေတဲ့အသင်းလည်းပဲဖြစ်ပါလိမ့်။ဒါပြင်ပြင်သတင်းစာကတော့နယူကာဆယ်အပိုင်ရှင်ရာနက်စကိုဝယ်ယူအလေးနဲ့ထားစဉ်းစားနေကြောင်းသိရှိရပါလိမ့်။စာညင်ဝဲကလေးကတော့နက်စကိုရောင်းချပြီးရရှိလာတဲ့ငွေကြေးတွေနဲ့ယူရတဲ့ရှယ်ယာတွေကိုတိုးမြင့်ဝယ်ယူလာမှလည်းပဲဖြစ်ပါလိမ့်။ PSG ရဲ့ဇာမလေးကိုလူမျိုးခွဲခြားတဲ့ဘေးသက်တွေကိုပြင်းထန်စွာအရေးယူလာမယ်အာဆင်နယ် အောင်စံသိန်းက BSC ဈာမတွေကိုလူမျိုးခွဲခြားမှုပြုလုပ်ခဲ့တဲ့ video file ထွက်ပေါ်လာပြီးတဲ့နောက်ဒီပြည်သက်တွေကိုပြင်းထန်စွာအရေးယူလာမယ်လို့အကြေညာပြောဆိုလာပါတယ်။ပြည်စည်းအသင်းကရန်ကုန်တုန်းက Champions League Semi-final ပထမကြော်ပွဲစဉ်မှာအမေရိကန်မှာအာဆင်နယ်အသင်းကိုတကောကောမရှိတဲ့အနိုင်ရရှိခဲ့ပါလိမ့်။ဒါပေမဲ့ပွဲစဉ်ပြီးမှာတော့အာဆင်နယ်ပိတ်သက်အောက်စုငယ်တစ်ခုက PSG ရဲ့ဇာမအချုပ်ကိုပြင်မှတ်ထားပြီးတော့မြောက်အတန်းနဲ့အမှုအရာလုံးမြောက်ခဲ့တာလည်းပဲဖြစ်ပါလိမ့်။ ပထမဗီဒီယိုဖိုင်ကို IMC Sport ကဖော်ပြခဲ့တာလည်းဖြစ်ပါလိမ့်။ဒီဗီဒီယိုဖိုင်ထဲမှာအာဆင်နယ်ပိတ်သက်9ယောက်က PSG အသင်းရဲ့လူမဲ့ဇာမတွေကို ပြင်ပထားခဲ့တာကြောင်းတွေ့ရှိရပါလိမ့်။ဒီဖြစ်ရပ်ကို PSG အသင်းရဲ့ဝန်ထမ်းတွေကလည်းမှတ်တမ်းရယူထားတာလည်းဖြစ်ပါလိမ့်။ခုကမ္ဘာ့အာဆင်နယ်အသင်းကလူမျိုးခွဲခြားမှုပြုလုပ်ခဲ့မှုကိုရှုံ့ချကြောင်းဒီပရိသတ်တွေကိုစုံစမ်းဖော်ထုတ်ပြီးတော့အရေးကြီးမှုပြုလုပ်သွားမှာဖြစ်ကြောင်းကြေညာချက်ထုတ်ပြန်ခဲ့တာလည်းဖြစ်ပါလိမ့်။ ဒါပြင်ပြည်စီအသင်းကလည်းဒီအဖြစ်ပြကိုရည်ယူနိုင်ရေးတိုင်ချဲ့ဖွင့်လှစ်သွားမယ်လို့ကြေညာထားတာလည်းပဲဖြစ်ပါလိမ့်ဒီကရနေ့တုန်းကဘာစီလိုနာပြည်သက်တွေက PSG အသင်းရဲ့ပြည်သက်တွေကိုနာစီလေးပြူမှုပုံစံမြောက်အော်တန်ပြုလုပ်ပြီးတော့လူမျိုးခွဲခြားမှုအတွေ့ UFA ရဲ့ပေါင်2250ဒဏ်ရာချင်းခံခဲ့ရပါလိမ့်။အာဆင်နယ်ကလည်းဒီအဖြစ်ပြအတွက် UFA ရဲ့ဒဏ်ရာချင်းခံလာရဖို့ကတော့တေးရသလောက်ရှိနေပြီလည်းပဲဖြစ်ပါလိမ့်။အလွန်ဆိုထောက်ခံမယ်ဆိုရင်တော့ဇာမီနဲ့အစားထိုးလာမယ့်လေပါကစင် လီဗာပူးလ်စီရဲ့ရီယယ်မက်ထွေအသွေးကိုကန်တွယ်ဖို့အတွက်ဇာဗီအလွန်ဆိုထောက်ခွာသွားမယ်ဆိုတော့ဘာစလိုနာနေပြဟောင်းဇာဗီနဲ့အစားထိုးဖို့စီစဉ်နေကြောင်းသိရှိရပါတယ်ရီယယ်မက်ထွေအသွေးကနေပြကြီးအန်စလော့ဒီရဲ့နေရာမှာကစားမဟောင်းဇာဗီအလွန်ဆိုနဲ့အစားထိုးလာမှလည်းဖြစ်ပါတယ်ဇာဗီကတော့နေစနစ်ခြေကပ်ပုံနိုင်ငံကအသိရှိမှုအင်္ဂလိပ်စကားပြောဆိုနိုင်မှုတွေကြောင့်လီဗာပူးလ်စီအသွေးရဲ့စိတ်ဝင်စားခြင်းခံခဲ့ရတာလည်းဖြစ်ပါတယ် ။လေပေါင်းစင်သင်္ကန်းတော်ဇာဘီကိုခန့်အပ်နိုင်ဖို့စတင်ထိကမ်းမှုတွေပြုလုပ်နေပြီဖြစ်ပေမဲ့ထိရောက်တဲ့ဆွေးနွေးမှုတော့မပြုလုပ်ရသေးပါဘူး။တပတ်မှလည်းဇာဘီကိုယ်တိုင်ကလည်းလေပေါင်းစင်သင်္ကန်းကိုကန်တွယ်ဖို့အတွက်တကားဖွင့်ထားကြောင်းသိရှိရပါလိမ့်။လေဘောဇင်းတင်းကဇာဘီတအူးတဲ့ဝသားမျက်စိကြောက်နေတာတော့မဟုတ်ပါဘူး။သူတို့ဟာအေဂျင့်နဲ့ယူရတဲ့အသင်းရဲ့နေပြောင်းဖြစ်တဲ့အရစ်တန်ကိုလည်းခန့်အပ်နိုင်ဖို့အတွက်စဉ်းစားနေကြောင်းသိရှိရပါလိမ့်။ကျေးဇူးတင်ပါတယ်။ပိုင်သမျှလို့ကိုစဲနေပြောင်းကျမ်းမာချမ်းသာကြပါစေခင်ဗျာ။